မင်းသမီးတွေအားလုံးကိုချီးကျပြီးတိမ်ပေါင်း၁၀သိန်းကျော်တန်မြားကျောက်တစင်စာနဲ့မင်္ဂလာဆောင်လိုက်တဲ့စင်အီဂရီစင်ရွှေရတနာဆိုင်ပန်ရှင်မင်းငယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လင်းစင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အမှုပညာရှင်တွေမင်းသမီးတွေရဲ့မင်္ဂလာပွဲတွေမှာဆိုရင်ဘလောက်ခမ်းနားတယ်ဘလောက်တန်ဖိုးကြီးတဲ့လက်ဝဲရတနာတွေဝိစင်နေဆိုတော့ကျမတို့အားလုံးအမြဲတမ်းစိတ်ဝင်စားနေစောင့်ကြည့်ရတာပါဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီမင်းသမီးတွေဆယ်လီတွေအားလုံးရဲ့မင်္ဂလာပွဲတွေကိုတမိုင်းရဲ့အစာမျက်နှာနောက်ကိုပို့ပြလိုက်တဲ့ဒန်နာယီဆန်ဆန်မင်္ဂလာပွဲကြီးတစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်ရှင်ဒီပွဲရဲ့သူတို့သမီးကတော့မြမစင်ရွှေရတနာလောကကိုတဦးရေစုမှုထားသူစိန်အေဂရီအမတ်တစရဲ့ပေကံရှင်တထေးမကြီးမတ်ငယ်ခေါ်ဒေါက်တာသဲစုခိုင် င်မဲဖြစ်ပါရဲ့ရှင်ဒီမင်္ဂလာပွဲရဲ့အဓိကပြောစမှတ်ဖြစ်သွားခဲ့ရာကသတို့သမီးမန်းငယ်ဝိစဉ်ခဲ့တဲ့လက်ဝဲယတနာတွေပါပဲအတို့သမီးတော်သူ့ရဲ့လေးမင်းမှာဝင်ကြွားစွာနေရာယူထားတဲ့အမြောက်လဲဆွဲကြီးကတော့မြင်လိုက်ရတဲ့သူတိုင်းကိုအံ့ဩသွားစေခဲ့ပါတယ် ဒီလိုမျိုးတန်ဖိုးအကြီးဆုံးလို့ခေါ်နိုင်တဲ့ရေအကောင်းဆုံးအယောင်အလှဆုံးအေယာမများကြောက်ကြီးတွေကိုစိန်တွေနဲ့ကုတ်ပြီးတော့အလွာလိုက်စီချေထားတာပါတန်ဖိုးကိုသိန်းပေါင်း၁၀သိန်းကျပ်ပြီးလျက်တစ်ထောင်ကျော်မယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားကြပြီးတော့ဒီလေဆွဲတကုံးရဲ့တန်ဖိုးနဲ့တင်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့မင်းသမီးတွေအားလုံးရဲ့လက်ဝတ်ရတနာတွေကိုပေါင်းရင်တောင်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောစမှတ်ပြုနေကြပါရဲ့ရှင် တာမန်ပွဲတဲ့အခမ်းအနားတွေမှာမင်းသမီးတွေဝတ်တဲ့ရတနာတွေထက် အစာပေါင်းများစွာတာလွန်တဲ့ဒီအများကြောင့်တစင်စာကစိန်အီဂရီဆိုတဲ့နာမည်ရဲ့အရှိန်အဝါကိုထင်ဟပ်စေပြီးတော့ငါးလောက်ချမ်းသာတဲ့သူငါးလောက်ရတနာပိုင်ဆိုင်တဲ့သူမြမပြေမှာမရှိဘူးဆိုတဲ့ message ကိုအားလုံးစီကိုတရားဝင်ပေးလိုက်တယ်လို့ပါပဲဒါပေမဲ့အားလုံးကိုအင်အားသိမ်းစေတာကတော့အဲ့ဒါတခုတည်းနဲ့တင်ရမတော်ပါဘူးနောက်ထပ်သမိုင်းတွင်ရမယ့်အရာကတော့တတိမကြီးမတ်ငယ်ဝိဆင်ခဲ့တဲ့မင်္ဂလာဝိဆုံပါပဲပိုးမဟုတ်ဘူးဇာမဟုတ်ဘူးရွှေအစ်စ်ငါးဘိတ်တာကိုအနုစိတ် ပန်းခတ်ပြီးတော့ဖန်တီးထားတဲ့ရွှေတဲဝစ်စုံကြီးပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပါတယ်ငါးဘိတ်တာပါ။ ရွှေဆိုင်ကမှန်ပြီးတော့ထဲမှာထည့်ထားတဲ့ရွှေတုံးကြီးကိုကိုပေါ်မှာဝစ်စုံအဖြစ်ပြောင်းလဲဝစ်စင်ထားသလိုပါပဲရွှေသားစစ်စစ်ရဲ့တဝင်းဝင်းတောက်ပနေတဲ့အယောင်အောက်မှာတန်ဘိုးကြီးကြောင့်မြတ်ယတနာတွေဖြစ်တဲ့ကြောက်စိမ့်နီလာပရံများတွေကိုအမှုစိတ်ထဲသွင်းထားပုံကဒစ္စနီကားတွေကမင်းသမီးတွေတောင်အရှုံးပေးရလောက်ပါတယ်ဒီလိုမျိုးရွှေငါးဘိတ်တာတန်ဝစ်စုံကြီးကိုဝစ်ပြီးတော့ရှောင်းလန်းလာတဲ့မြင်ကွင်းကတကယ့်ကိုတော်ဝင်ဘရင်မတစ်ပါးကြွချီလာတယ်လို့ခန့်ညားထည့်ပါလုံးပါတယ်ဒီလိုဝစ်စုံမျိုးကမြမသမိုင်းမှာဘယ်သူမှမဖန်တီးခဲ့ဘူးသလိုနောက်လဲဖန်တီးနိုင်မှုမလွယ်တော့ ောတဲ့တခုတည်းတော့ masterpiece တခုပါပဲစေအီဂရီဆိုတာနဲ့သူ့ရဲ့အောင်မြင်မှုကိုတော့အထူးပြောစရာမလိုပါဘူးမြန်မာပြည်ရဲ့ထိတ်တန့် brand တခုဖြစ်ပြီးတော့သူ့ရဲ့ design အရေးအသွေးနဲ့ယုံကြည်မှုတွေကိုဘယ်သူမှလိုက်မမေနိုင်တာပါ ဒီလိုအောင်မြင်တဲ့လုပ်ငန်းကြီးရဲ့ပဲ့ခိုင်ရှင်ဖြစ်တဲ့ဒေါက်တာသဲစုခိုင်ကသူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုဒီမင်္ဂလာပွဲနဲ့သက်သေပြခဲ့ရပါသူတို့ရဲ့ပြည်ဝတီကိုတောင်တာမန်နေရာတွေမှာမဟုတ်ပဲရေခဲတောင်ထိတ်ထိတ်တွားရောက်ရိုက်ကူးခဲ့ရတာကတော့သူတို့ရဲ့စိတ်ကူးနဲ့ခမ်းနားမှုတွေကိုပဲအစင်ထိတွေးထားလဲဆိုတာသိသာစေပါတယ်မင်္ဂလာပွဲရဲ့အလားဆင်ထားတဲ့ဘန်းတွေအပြင်အဆင်တွေ တဲခင်းအဲခင်းနဲ့အစားအသောက်တွေအစုံအရာရာတိုင်းကအကောင်းတကအကောင်းဆုံးတွေကြီးပါပဲနောက်ဆုံးမှာတော့ဒီမင်္ဂလာပွဲကြီးကငွေကြေးသုံးနိုင်မှုကိုပြသတာတတ်တတ်မဟုတ်ပဲ ဒေါက်တာသဲစုခန့်ရဲ့အောင်မြင်မှုကြွယ်ဝမှုနဲ့သူ့ရဲ့စိန်အေဂရီဆိုတဲ့နာမည်ကမြန်မာပြည်မှာဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရဘူးဆိုတာကိုအလုံးရဲ့မျက်စိရှိမှသက်သေပြသွားတဲ့ပွဲတစ်ခုပါပဲ။တလုံးကိုသိန်းတောင်းချီတန်တဲ့မြားကျောက်တွေနဲ့ရင်ဘတ်မှာအပြည့်ဆွဲပြီးတော့ရွှေငါးဘိတ်တာတန်ဝိဆောင်ကြီးနဲ့မင်္ဂလာဆောင်သွားတဲ့မြင်ကွင်းကတော့မြန်မာပြည်ရဲ့တထေးလောကမှာပျော်စမတ်တွင်သွားမဲ့တမိုင်းဝင်ခိုင်တန်းတစ်ခုပဲဖြစ်နေမှာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။